စီရီယာဘတ်ကိုဝင်းရံအဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အမျိုးသားပညာဝန်ဆရာကြီးဦးဖိုးကြားရေးသားတော့ကျွန်ုပ်အလိမ်မာတိုးတော်နေတနေလို့အမိရတယ်ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာနားဆင်ကြပါအောင်ခင်ဗျာကျွန်ုပ်အလိမ်မာတိုးတော်နေတနေကျွန်ုပ်ဒီပသိမ်မျိုးမြန်မာကရင်အင်္ဂလိပ်ကျောင်းတွင်ကိုးတန်းလားဆယ်တန်းလားမမှတ်မိသာတင်နေစဉ်စာမေးပွဲပြီး၍ မိမိနေရဲ့ဟင်းသရနဲ့နိဗ္ဗာန်ရောသို့မေယထာစီ၍ပြန်ခဲ့သည်ယထာဘောတွင်ယထာစီများစွာပါ၏ကျွန်ုပ်သည်ထိုအခါကများစွာစကားပြောခြင်းနှုတ်ဆော့၏ဘသူနှင့်စကားစမြည်ပြောရပါမည်နည်းဟုအပေါက်အဆရှာလျက်ရှိ၏ကျွန်ုပ်၏ရှေ့တန်းမျက်နှာချင်းဆိုင်လောက်တွင်အသက်30ကျော်ခန့်ရှိယောက်ျားတစ်ယောက်ကိုစိုက်ကြည့်မိသည်အသားကျမ်း၍မဲညို၏ ကရုံးကိုမျက်နှာတော့ပွားညင်ညစ်ထက်ထက်ဖြင့်ပတ်ထားသည်။အင်းကြီးမှလဲထုံအင်းကြီးဖြစ်၏။လဲထုံအင်းကြီးဆိုသည်ကဖြင်းချမ်းချမ်းရင်စိတ်ပုံလက်ကျအိမ်နှလုံးတက်ရှေ့ကကနုကမာကျဲသည်မျိုး၃လုံးမြပါ၏။တို့ရတွင်ကျဲသည်တက်မထားရှိ။ရင်ဘတ်အဟောင်းသားနေဖြစ်၏။ပစိုးမကရှီလုံးကြီးအကျန်းသားအနွမ်းပင်ဖြစ်၏။ထူးခြားသောအချက်ကထိုသူ၏လက်ဝဲဖက်လက်ကောက်ွက်တွင်အတန်းအလုံးကြီးသော မဲဂျိုရှိပတ်ထားသည်ကို တွေ့ရသည်ကိုတွေ့ရ၏ငါတော့စီစီနေနေစကားပြောမဲ့လူကိုတွေ့ပြီဟုစကားဆားလိုက်ပုံကဒီမဆရာကြီးခမားလက်ထက်ကမဲဂျိုကဘာလုပ်တာလဲဗျဩဒီမဲဂျိုလားဟိုကျို့တို့ရွာဦးကျောင်းဖုန်ကြီးရဲ့အိမ်မက်အရာရှိထားရတာဗျဟုတ်ပြောင်းရယ်ပြီပြောသည်ဩအိမ်မက်အရာလားပြောပါအောင်ဗျာ ခမားဖုန်ကြီးအိမ်မက်က ဒီလိုဒီလိုနောက်လာကကျုပ်တို့ဖုန်ကြီးအိမ်မက်ထမ်းမှာဝိပုစင်ကျင်နဲ့တရားမင်းလိုလိုဘာလိုလိုထင်ပါရဲ့ဗျာအဲ့ဒါဖုန်ကြီးစီဝင်လာတဲ့အောင်မဲဖုန်ကြီးရှိမှထိုင်အောင်မထိုင်ဘူးမတ်တက်ကြီးရက်နေဆိုပဲဗျာသူ့ဟာကအဲ့ဒါနဲ့ဖုန်ကြီးကမေးတော့အဲ့ဒီအဝိပုနဲ့တရားလိုလိုကပြောတဲ့အရှင်ဖျားရဲ့နေဘက်ကတကားတကားမတွေကိုအခုကစပြီအ ਨੇ စုံတရဏဂုံ၃ပါးတီးပါစေတဲ့ ဘာဖြစ်လို့လဲဆိုတော့ရှေးလာကဆုံလာပြည့်နေကြရင်ဘလူးတပတ်တထောင်တိတိကျူးတို့နယ်ကိုဝင်လိုက်မြတဲ့ဝင်ပြီးတော့တရဏဂုံမတီတဲ့လူတွေကိုဦးဝဲတဲနှုတ်စားလိုက်မြတဲ့တရဏဂုံတီတဲ့လူတွေကိုသာလွှတ်မြတဲ့ဒီတော့တရဏဂုံတီတဲ့လူမှန်းသိအောင်ဘဲဘက်လက်မှာမဲကျိုးရှိပြီးမှတ်ထားရမြတဲ့အဲ့ဒါလိုလူတွေကိုတတိသေးဖို့ရှောက်ပြီး꽌သွားရောတယ်ဗျအဲ့ဒါမိုးလင်းတော့ကလတ်တက်ခောက်ပြီးလူတွေကိုခေါ်ပြီး ုံးကြီးကဟောပြောလို့မဲကြိုရှိထားရတာဗျာမရှိတဲ့သူတွေအဲဟိုရှိလာကကဆုံလာပေါ့ဗျာအဲ့ဒီကဆုံလာပြည့်နေညမှာဘလူလက်ဘက်တွေကအူအတဲနှုတ်စားကြမှာအဲ့ဒါကြုံလည်းရှိထားရတာပေါ့ဟိုအားရပါရပြောပြီးဘေးကအိတ်ထဲမှာစိတ်ဘက်ခောက်ကိုထုတ်၍ပလုံပလောင်ဆင်းငုံလိုက်လေသည်ထွာကအလွန်စကားပြောချင်၍နှုတ်ရနေတော့ကျွန်ုပ်သည်ဒီလူတော့ရှွတ်လိုက်ရအောင်မယ်ဟု ခတ်တွားတွားတရားဟောပုံကဒီမှာဆရာကြီးခမရတို့တော့ကဆင်းရဲသားတွေအဲ့ဒါခတ်တာပဲတရဏဂုံတည်ခြင်းမတည်ခြင်းဟာမဲကျိုးနဲ့ဘာဆိုင်တာမှမဟုတ်ဘူးဗိဓကသုံးပုံထဲမှာဘယ်ကျမ်းမှမအဲ့ဒါလိုမဟောထားဘူးဗျခမရတို့ဘုန်းကြီးကလည်းဒီတရဏဂုံနဲ့မဲကျိုးနဲ့မဆိုင်တာဘုံမှမတည်ဘူးလားဗျာတဲခတ်တာကိုဒီမှာလေတရဏဂုံဆိုတာအတွင်းစိတ်ဓာတ်နဲ့ဆိုင်တာဗျရတနာသုံးပါးကိုကြည်ညိုတယ်ဆိုတာ ယုံကြည်တယ်ဆိုတာစိတ်ကားမှာဖြစ်တာဗျအဲ့ဒီအပေါ်ရာကမဲကျိုးနဲ့ဘဲနဲ့ဆိုင်ရလေဟုတ်ဆို၍တရဏဂုံကိစ္စနဲ့အနေငယ်သာဆိုင်တော့ပါဠိအတော်အဆအနေငယ်ကိုကပောက်ကြီးကပောက်ချာနဲ့ရွတ်ပြပြီကိုလိုရာဘက်ကိုများများကြီးဆွဲ၍ဟောပြောလိုက်လေသည်မဲကျိုးနဲ့ခမရမှာဗဇက်အဟောင်းသားနဲ့နားထောင်နေ၍ဘာမှပြန်မပြောနိုင်ချေအတို့ပြောနိုင်ရှာအံ့နေ ခမရမှာလှုပ်ရှားလှုပ်ကိုင်းဆင်းရဲသာတောတွင်ကြည်ပြင်း၍ပညာဘဟုတုဒ္ဒများစွာရရှိနိုင်မည်မဟုတ်ရှိမိမိတို့တော်တလေးအတိုင်းဆရာဘုန်းကြီးပြောသမျှဆုံးမသမျှကိုတတဝေမသိလိုက်နာလည်ရင် သူတို့မှာကိစ္စပြီးပြီဟုမှတ်ထင်ကြလေသည်ဤသို့လည်းရင်ကျွန်ုပ်အားခုခံပြောနိုင်သူမပေါ်ပေါက်သဖြင့်ဒီတွဲမှာငါတော့ဘိုးပဲငါအတော်တော်တာပဲဟုအထင်ကြီးနေခြင်း ကျွန်ုပ်နဲ့နှစ်ယောက်ရှားထိုင်နေသောယောက်ျားတစ်ယောက်ကကျွန်ုပ်တို့နှံ့၍ဟဲ့တငယ်ဒီမှာဟုစကားဆားလိုက်လေသည်တို့တို့မှာအသက်40ခန်းရှိသည်မျိုးကြီးသားကဟုတ်မည်မထင်တို့ရတွင်တည်ကြည်သောမျက်နာစူးရှသောမျက်လုံးများရှိ၏တို့တို့ကဟဲ့တငယ်ဒီမှာအခုမောင်ပြောတဲ့မဲကျိုးနဲ့ဆက်လို့ကျုပ်ခတ်တူတူပဲပြောစရာရှိဟုတ်ကဲ့ခင်ဗျာကြားပါရစေ ဟုကျွန်ုပ်ကအံဩသောမျက်နှာနဲ့ပြောလေသည်ဒီလိုမှတ်ပါမောင်ရဲ့ဒီမဲကျုပ်ဟာမောင်အတွက်မလို့တော့လဲသူ့အတွက်လို့တယ်အဲ့ဒီစကားကိုပထမဆွဆွမြဲမြဲမှတ်ထားဂိုင်းနဲနဲတော့ချက်ပြောရသေးတာပေါ့တရဏဂုံဒီဘုကစိတ်ထားတာလည်းအရေးကြီးကြောင်မောင်ပြောတာမှန်တယ်မောင်ကလည်းမဲကျိုးမပါဘဲတရဏဂုံတည်နိုင်ကြောင်ယုံကြည်တယ်အဲ့ဒါကြောင့်မောင်အတွက်မဲကျိုးမလိုဘူးဟိုလူမှာတော့မောင်လိုတည်ထားနိုင်ခြင်း ယုံကြည်နိုင်ခြင်းမရှိဘူးတရားဘုန်းကြီးကိုသာယုံကြည်အားကိုးနေသူဖြစ်တယ်ဒီတော့တရားဘုန်းကြီးကပြောတဲ့အတိုင်းမဲဂျိုချီးမှတရဏဂုံတီးပြီးဘလူးတွေလာမစားနိုင်ဘူးလို့သူ့မှာယုံကြည်နေတယ်ပြီးတော့အဲ့ဒီမဲဂျိုမရှိရင်ဘလူးစားခံရတော့မယ်လို့လည်းယုံကြည်နေတယ်အကယ်၍မဲဂျိုချီးမတားရင်အိုကဆုံလားပြင်းနေညမှာဘလူးလာစားလိမ့်မယ်လို့သူ့စိတ်ကတထင်းထင်းဖြစ်နေမှာပေါ့အဲပုံညမှာအိပ်ပျော်မယ်တော့မထင်ဘူး ိတ်ကဆွဲနေတော့ရှွတ်ရှွတ်တန်ကြားသည်ဖြစ်စေအရေးမဲမဲမြင်သည်ဖြစ်စေရှင်းတော်ကိုလေတိုးလို့ဖြစ်စေကြွတ်တိုးမိလို့ဖြစ်စေဘလူးတပတ်ပဲလို့စိတ်ကထင်မြင်ကြောက်လန့်ပြီးတေးရင်တေးပဲဥပဒဏ်ကြောင့်ဥပတ်ရောက်တယ်ဆိုတာမဟုတ်လားမောင်ရဲ့အဲ့ဒါကြောင့်ဒီမဲကြိုးရှိမှသူ့စိတ်လုံးမဖြစ်လို့သူ့အတွက်တော့မဲကြိုးလိုတယ်လို့မှတ်ရမယ်ဘောင်းအတွက်တော့မလိုပေဘူးပေါ့မဟုတ်ဘူးလားမောင်ရဲ့ဟိုပြောဆို၍နားလေသည် မဲချိုးနဲ့ခမရဲဝက်ကကျွန်ုပ်တို့လဲလိပြီထိုလူကြီးဟောပြောစီကိုကျွန်ုပ်ဘာမှပြန်မပြောနိုင် ပြောစရာလည်းမရှိမှန်ကြောင်းဝန်ခံရုံသာရှိတော့သည်သူဤဟောပြောချက်မှန်ပေသည်ဟုမိမိဤပရမတ်ဆန်ဆန်အယူကို အတိုင်နဲ့ဖြေကဦးခမရဦးပြောတာမှန်ပါတယ်ကျွန်တော်မှတ်သားရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးကိုလည်းဘယ်တော့မှမမေ့ပါဘူးခမရဟုတ်ပြောရပါသည် ကျွန်ုပ်သည်လောကလူတို့၏အကြောင်းကိုအတန်ပင်ပုံမူနားလည်သွားသည်ထိုနေ့သည်ကျွန်ုပ်အလိမ္မာတို့သောနေ့တည်းနေ့ဟုမှတ်သားလိုက်ရပါ၏ယနေ့အထိအနှစ်20ကျော်ပြီထိုဆုံးမဟောပေသောဆရာဤဂုံကျေးသူကိုမပြတ်လိုပင်တတိယလျက်ရှိပါ၏ထိုမဲကျိုးဆရာကိုမှီ၍စိတ်ကိုရည်လာနေသည်စိတ်သည်ထူးဆန်းအံ့ဩဖွယ်ကောင်းလာ၏စိတ်ဤဆွဲလန်းယုံကြည်မှုကြောင့်ကြည်တော်ကောင်းကျိုးကြည်တော်မကောင်းကျိုးတို့ဖြစ်ရှိလာလိမ့်မည် ဖះယုံကြည်မှုမတ်ယုံကြည်မှုကမ္မထမ်းယုံကြည်မှုစသဖြင့်ထူးထူးခြားခြားအံ့ဩစရာတို့သည် ဖြစ်ကြကုန်လေပြီ အထူးသဖြင့်ယုံလွယ်တတ်သောသူတို့အပေါ်၌သစုံတရားယုံကြည်ဆွမ်းလန်းအောင်ပြု၍အတံမွေးကြသူတို့လည်းပေါ်များလှ၏ပျောက်စေစရာတောင်းဝေးစရာတယောဂစရာမော့စရာစသဖြင့်များစွာထင်ရှားကြကုန်၏ဤစရာကုလျင်ပြောင်းလဲမည်ဟုယုံကြည်ကြသူများ တင်းမပါပဲနဲ့ယောဂပြောင်းနိုင်ဤကျွန်ုပ်တွေ့ဘူးဒီကကျွန်ုပ်တို့အရက်တွင် ကျွန်ုပ်ဤအကိုတော်တရားမျက်စိနာမျက်စိဆူ၍អော်နေရဤကျွန်ုပ်တို့ရွာဤနောက်ဖက်တမိုင်လောက်အကွာတွင်ဂျိုကုံဖုံးကြီးဟူ၍ရှိဤထိုဖုံးကြီးမှာရေမှန်းကြော်လာဤကျွန်ုပ်အကိုတော်သည်ထိုဖုံးကြီးရေမှန်းကိုခတ်ရလျင်ရှက်ရှင်းပြောက်လိုက်မည်ဟုဆွဆွဲလန်းလန်းယုံကြည်ကရေမှန်းရှက်ရှင်းတောင်းပေးရန်ပူဇော်ကြောင်းเจ้ามา တုတ်တအနည်းတွင် ရှိသည်ကတကြောင်လမ်းမှာလည်းလူသွားလူလာ ပြတ်သည်ကတကြောင်ညအချိန်9နိုင်ကျော်ဖြစ်နေသည်ကတကြောင်ကြောင့်ဤအကြောင်းတို့ကြောင့်သွားဝင်သူမရှိအတန်ငယ်ခဲရင်နေလေသည်ထိုအခါညံစင်ကြရလေတော့သည်အေးအေးအေးသွားတောင်းပေးမယ်ဟေးဟဲ့မောင်ခင်နဲ့မောင်သားတို့လာကြကြံရော့ဒီရေအိုးတစ်ကိုယူသွားဂျိုကုန်းကြောင်ရောက်တော့ရေထက်ပြီးမျက်စိနာခတ်ဖို့ရေမန်းတောင်းခဲ့ ကိုင်းမြန်မြန်သွားမြန်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 ပြန်ခန့်ကြဟိဒီမှာမျက်စိစူးနေပြီဟူထိုမျက်စိဝေဒနာတမားရှိတွင် ကြားအောင် ပြောဆိုလှုပ်လိုက်ရ၏ထိုသူနှစ်ယောက်ထွက်သွားပြီးနောက်နှစ်အိမ်ကျော်လောက်ရှိမှအိမ်တအိမ်တွင်ထိုင်နေကြစေ၏ထိုเจ้าသူတော့တွားရသလောက်အချိန်ကြီးမှเจ้าကရေမှန်းယူလာဟန်အိမ်တအိမ်ကရေကိုထည့်၍ယူလာခဲ့၏မျက်စိနာတမားတွေကဂျိုးကုန်းဖုံးကြည့်၏ ရေမှန်းပင်တည်းဟုယုံကြည်ဆိတ်ချ၍ခလာရသောအခါချက်ချင်းတက်တာ၍အိပ်ရနေတော့၏ထိုဟာသည်ယုံကြည်မှုပင်သည်ကျွန်တော်တို့ကြားဖူးသည်ကအနောက်နိုင်ငံတစ်ခုတွင်စိတ်တက်မြင်းများတာသွားကြောင်းစုံစမ်းသည်မှာအောက်ပါအတိုင်းဖြစ်၏လူတယောက်သည်အရှားလူတယောက်အားလယ်ပင်ကိုနှိဖျက်တတ်သဖြင့်တေတံဆင်းရဲချက်ချရန်တေချာသောအခါထိုစိတ်တက်ကိုဆန်းတက်လိုသောအခါတရားကြီးတစုက တရားသူကြီးစသောဆရာတို့နှင့်ကြိတ်၍တိုင်ပင်ပြီတေတံချာသောအခါလဲကိုတီးသွေးကြောကိုဖြတ်ပြီးတတ်မိဟုသင်ရင်ချက်ချရန်ဖန်ဆောင်ပြီး၍တတ်ရန်တေတော်တေစီမတေတော်ရှင်စီဟုလွတ်ရန်စီမံကြလေ၏သင်ရင်ချက်ချသောအခါတရားသူကြီးကမောင်မင်းသည် သူတော်ဘောင်းကိုရက်ဆက်စွာလဲကြောကိုဖြတ်၍တတ်သည်ဖြစ်၍အသင်တေတံခံရမည် ေးတန်းမှာလည်းမိမိပြုသည့်နေတူအသင့်နယ်ကျောကိုဖျက်၍တိုက်ရလိုက်ပြီဟုစင်ရင်ချက်ချလိုက်၏တရခန်လည်းငါလေကျော်ပြည့်၍တည်တော်မူဟုယုံကြည်စိတ်ချလိုက်၏တန်းနေကြသောအခါအခန်းတစ်ခု၌တက်တည်များဆရာဝန်များနှီးပြက်ရန်ဒါအစရှိသည့်အတုံးဆောင်အစုံလင်တို့ကိုတရခန်အားမြင်စေ၏မကြမီ၎င်းတို့ဆရာဖုန်ကြီးတီလည်းထုံးစံအတိုင်းလာရောက် တရားဓမ္မဟောပြောပြီးလေ။ထိုအခါတရားခန်းအားခုံပေါ်တွင်ပလတ်အိတ်စီ၍ရှေချိုးလက်ချိုးစသည်တို့ဖြင့်မလုံချားနိုင်အောင်တုပ်ပြီးကမျက်နှာကိုအဝဲစီးအုပ်လိုက်လေ။ဂိုင်းဖျားတရားသာအောင်းမေ့ပြီတို့။လေကျော်ကို ဖြတ်တော့မည်။ဟုပြောဆိုကဓားငယ်တစ်ခုဖြင့်တကယ်လေးဖြတ်သည့်ဟန်။အရေးကျဉ်ုံမြလေပင်ကျောပေါ်တွင်လှည့်ရလိုက်လေ၏။ တရခံကအေးကနေမြေကနေတွေ့ရှိလာ၍သွေးကြောပြက်ပြီးပေါက်ပြီးဟုထင်လာ၏။သူကလျှို့ဝှက်ဆောင်းသားသောပြုံးများတစ်ခုမှလေချောင်းသားတွင်ကပ်ခါရေတို့ကိုတွင်တွင်ကြစေ၏။တရခံသည်ကငါလေချောင်းသေးများတုံကြနေပြီဟုကြားရှိယုံကြည်သည်နှင့်မင်းနဲ့နှစ်ဆက်ကအတွင်အကယ်စင်စစ်တည်ဆုံးသွားလေသည်ဟူ၏။အေးတွင်လဲကြောမပြန်း ။သွေးမကျဆင်းပဲနဲ့စိတ်အထင်ယုံကြည်မှုဖြင့်တကယ်တည်ဆုံးရခြင်းဖြစ်လေသည်။ဤသို့စိတ်စမ်းချက်ပုံတို့ကိုထောက်၍တိမတ်စရာတစ်ချက်ပေါ်လာသည်ကစိတ်ကုစရာပျောက်စေစရာတောင်ဝေးစရာဓာလုံးစရာဆုံးစရာနတ်စရာမော်စရာရေမန်းစရာအင်းအိုင်လက်ဖွဲ့စရာစာတော်သူတို့သည်မိသည့်အခါအမျှထမင်းငတ်နိုင်ကြမည်မဟုတ်လေကုန်ဟုတ်ကဲ့ပါခင်ဗျာကုဆက်လက်ပြီးတော့ အစေခံဘဝမှာဘယင်ဖြစ်လာသူလို့အမိရတယ်။ဝိထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ။အစေခံဘဝမှာဘယင်ဖြစ်လာသူ74ငခွေ AD 906 915နနက်လေဆန်ခဲ့ရာထိုးဝါသည်လင်မန်းတစ်ချက်ကိုထိုးမိ၏ဆယ်ယူကြည့်လိုက်သည့်အခါရွှေလင်မန်းဖြစ်နေသည်ငခွေကငါအိမ်မက်ကောင်းလာ၏အေးရွှေလင်မန်းနှင့်မတန်းဟုဆိုကပြန်၍နှွင့်ပစ်ခဲ့သည် ဗကံမင်းဆက်38ဆက်မြောက်မင်းဤညီတော်တစ်ပါးသည် နောင်တော်နှင့်တိုက်ခိုက်ရာဆစ်ရှုံးခဲ့သဖြင့်ဇလီအရက်၌ပုံအောင်ခိုလုံခဲ့သည် ထိုချိန်ကဇလီမြို့သည်ဗကံရွှေမြို့တော်ကြီး၏အထောက်အခံမြို့ကြီးတစ်မြို့ဖြစ်သည်ဇလီသည်မင်းနှင့်ပြီးတော့မြို့ကြီးတစ်မြို့မဖြစ်စေခဲ့ကမူရာဇဝင်အဆက်ဆက်၌ထင်ရှားခဲ့သည့်မြို့ဖြစ်သည်ဘရင်ညီတော်၏မြေးမှာငခွေးဆိုသူဖြစ်သည်ငခွေး၏မိဘများသည် အလွန်ဆင်းရဲလာသဖြင့်ငခွေးအား တကြွတဦးထံတွင်ရောင်းစားခဲ့ရာအစီကံအဖြစ်ဖြင့်နေခဲ့ရသည်တခါတော့တကြွကမခွေအားဗကံတို့လှေထိုးထက်လိုက်ရာဗကံမရောက်မီညတညာ၌မိမိရှက်၌ဥထွက်၍ဗကံကိုရပ်ပတ်ထားရသည်ဟုအိမ်မက်မက်လေသည်နနက်လေဆန်ခဲ့ရာထိုးဝါသည်လင်မန်းတစ်ချက်ကိုထိုးမိ၏ဆယ်ယူကြည့်လိုက်သည့်အခါရွှေလင်မန်းဖြစ်နေသည်မခွေကငါအိမ်မက်ကောင်းလာ၏ အီရှူလီမန်နှင့်မတန်းဟုဆိုကာပြန်၍လွှင့်ပြခဲ့သည်။လေကန်းကတ်သည့်အချိန်မှာငခွေးကအိမ်မက်ဟာထိုးစမ်းလို့လို့ဘေးဒင်အရာမှာကျွမ်းကျင်တဲ့ပုံသားတယောက်စီမှာဘေးဒင်သွားမိမယ်။ပုံသားကြီးအပြင်သွားနေခိုက်ဖြစ်လို့ပုံသားရဲ့မိန်းမနဲ့ပဲတွေ့ခဲ့တယ်။မခွေးကမေးတယ်။ပုံသားကြီးရှိလားခင်ဗျာ။ဆိုတော့မရှိဘူးအပြင်သွားတယ်။ဘာလို့မလို့လဲလို့မေးတော့ကျွန်တော်ဘေးဒင်မေးချင်လို့ပါ။ ။ဘာမင်းပါလဲ။ငါလည်းနည်းနည်းပါးပါးဟောတတ်ပါလေ။အိမ်ပေါ်တက်ပါလို့ခေါ်လိုက်တယ်။လေထိုးသားငခွေးပုံကိုမြင်တော့ပတ်စံမတက်နိုင်မှန်းသိလို့ဖုံးကြီးမယ်အသက်ရှင်မယ်လို့ပဲဟောပြီးတော့ပြန်လှုပ်လိုက်တယ်။အိမ်ထဲကအတော့မှပုံနာကြီးနဲ့တွေ့တယ်။ပုံနာကြီးကလည်းသူ့အိမ်ထဲကထွက်သွားတဲ့သူဖြစ်တဲ့အတွက်ပုံနာမကိုမေးတယ်။သူဘာလာလောက်တာလဲ။ဘယ်တင်လာမေးတာပါ။ညာကအိမ်မက်မက်လို့တဲ့။သူ့အိမ်မက်ကဘာတော့ ူပိုက်တဲကဦးရေထွက်ပြီးဗကန်နန်းတော်ကြီးကိုတပတ်ပတ်တယ်လို့အိမ်မက်မက်တယ်။အဲ့တော့မင်းဘလို့ဟောလိုက်လဲ။ဖုန်းကြီးမယ်အသက်ရှင်မယ်လို့ပဲဟောလိုက်တယ်။တဲတဲမိုက်လိုက်တယ်မိမဆိုပြီးပုံနာမရဲ့သပင်ထုံးကိုဓာတ်နဲ့ဖြက်အိမ်ရှိကိုပြစ်လိုက်တယ်ဆိုရင်ပဲချက်ချင်းသတုံးကိုမိုးချိုးပြစ်ပါလေရော။ပုံနာမကိုလည်းငခွေးကိုအမြန်ခေါ်ခိုင်းလိုက်တယ်။ပုံနာကြီးလည်းငခွေးကိုတွေ့တော့ပြန်တောင်းပန်တယ်။ အိမ်မက်ဟာတကယ်ကိုထူးခြားပါလေ။တိတ်မကြခင်မှာပဲအတင်ဟာဘယင်ဖြစ်တော့မယ်လို့ဟောလေသည်။ဒုနှင်းလေနှင်းပြန်လာရင်ဆယ်လီတို့ပြန်ရောက်သွားခဲ့၏။တကြွေဤနှိမ့်ဆက်မှုများကိုမခံနိုင်သည့်အစုံမခွေးသည်။ပကံတို့ထွက်ပြေးခဲ့သည်။ထိုအချိန်တွင်ပကံ၌35ဆက်မြောက်တန်တတ်မင်းစိုးစံနေခြင်းဖြစ်သည်။ထုံမင်းထ၌ဝင်ရောက်ခါးစားနေရာဆယ်လင်ကခွေးဤပြောပုံဆိုပုံကိုသဘောကျလာသည်ဖြင့် မြင်းကံရာတို့ခံထားခြင်းခံရသည်ဘယင်းသည်မြင်းရှိသူဖြစ်လျာမြင်းတိကုတ်တို့မကြာခဏမောင်းမတယောက်နှင့်လာရောက်ကြည့်တတ်သည်ထို့သောကြည့်ရင်အချိန်ကြာလာသောအခါအကြံသမားငခွေးကမောင်းမငယ်အားချစ်ကြိုက်စကားဖြင့်စီယုံခဲ့၏မောင်းမငယ်သည်ငခွေးပတ်သို့ပါလာပြီးနောက်တနေ့ဘယင်းမြင်းတင်ကုတ်တို့အလားငခွေးကနောက်မှနေ၍မြင်းရှိတွင်သို့တွန်းချကမင်းအားတက်လိုက်၏ ဘရင်အားတက်လျင်ဘရင်ဖြစ်တော်ခေဖြစ်လျာဆလင်ငကွေးသည်36ဆက်မြောက်ပကံမင်းဆက်ဖြစ်လာခဲ့သည်ဆလင်ငကွေးသည်အလွန်ဒေါသအမျက်ကြီးသူဖြစ်သည်သူ့အားနှိပ်စက်ခဲ့သည့်တကြွယ်အားခေါ်ယူကာနှိပ်စက်ပြီးကွက်မြတ်ခဲ့သည်အရှားမကျင်တဲ့သူများအားလည်းရေကန်အတွင်းသို့ချကာစင်ထက်မှလန်နှင့်ထိုးတက်သည့်အထိရက်ဆက်ခဲ့သည်ပြည်သူနှင့်မူမအပေါင်းတို့သည်အလွန်စိတ်ဆင်းရဲလှပြီးဆလင်ငကွေးမင်းအားမနှစ်သက်တော့ တို့ဖြင့်စင်ကဲအားလက်သေးကထိုမင်းရေကစားသည့်အချိန်တွင်စင်ဤဝမ်းပိုက်ကျိုးကိုဖျက်စေ၏ကျိုးပြတ်သည့်ဖြင့်စင်ကခါချလေရာစလီငခွေမင်းရေထဲသို့ကျလေ၏ကုန်းပေါ်မှမူးမက်အပေါင်းတို့ကရှို့ညုံတယောက်တက်လက်စီဖြင့်ပြစ်ပေါက်လေရာစလီငခွေမင်းအနှိမ့်ဆရောက်ရလေ၏ထိုကံအားနုံတလက်ဖက်ကံဟုခေါ်ကြလေသည် ဟုတ်ကဲ့ပါခင်ဗျာ အမျိုးသားပညာဝန်ဆရာကြီးဦးဖိုးကြားရေးသားသောကျွန်ုပ်အလိမ်မာတိုးတော်နေတဲ့နေလို့အမည်ရတဲ့ဝတ္ထုတို့လေးနဲ့အစေခံဘဝမှာဘယင်ဖြစ်လာသူလို့အမည်ရတဲ့ဝတ္ထုတို့လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့တဦးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ